မြန်မာကမ္ဘောဒီးယားထိုင်းနဲ့ VNN လေးနိုင်ငံပူးပေါင်းဆောင်ရွက်မှုနဲ့စံစဘာခန်းနာကိုမြှင့်တင်သွားမယ်လို့မြန်မာနိုင်ငံစံစဘာအသင်းချုပ်မှသိရပါတယ်။ ်မြန်မာနိုင်ငံစံစပောင်းတင်းချုံဥက္ကဋ္ဌဦးရဲမင်းအောင်နဲ့ဒုတိယဥက္ကဋ္ဌများအထွေထွေအသွင်းရမှုထို့ပါဝင်တဲ့မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်23ဦးဟာဗီယက်နမ်နိုင်ငံဟိုချီမင်းမြို့မှာအခုလ9ရက်နဲ့6ရက်ကကျင်းပခဲ့တဲ့၄နိုင်ငံစံစပောင်းတင်းအဖွဲ့တွေရဲ့အစည်းအဝေးနဲ့ SS Rise New Network ဆွေးနွေးပွဲတွေကိုတက်ရောက်ဆွေးနွေးခဲ့တယ်လို့ဆိုပါတယ် အဆိုပါဆွေးနွေးပွဲမှာနိုင်ငံတကာဈေးကွက်အတွင်းစံစကွဲဈေးတွေစက်တိုက်ကျဆင်းနေပြီးစိုက်ပျိုးသူတောင်းသူလက်သမားတွေအတွက်ဝင်ငွေထိခိုက်ကျဆင်းနေတဲ့အခြေအနေဟာစံစပါတင်ပို့တဲ့လေးနိုင်ငံစလုံးမှာအပေါ်ပေါက်နေတာကြောင့်ဝိုင်းဝန်းပူပေါင်းဆောင်ရွက်ဖို့နဲ့တောင်းသူတွေအတွက်ကုန်ကျစရိတ်လျှော့ချရေးရေရရှိရေးချင်းငွေနဲ့မျိုးကောင်းမျိုးတန်ရရှိရေးတို့မှာအထူးအလေးပေးကူညီဆောင်ရွက်ချဖို့ဆွေးနွေးသဘောတူခဲ့ကြတယ်လို့သိရပါတယ်ရှင်။